ကျွန်တော်တို့7ကြီးကိုလိုင်းအနေနဲ့ရီကောက်ပွဲကြောင့်နောက်ထပ်ပြိပက်ခတ်တစ်ခုကိုအမဖြစ်ချင်ဘူးအဲ့ဒီချိန်တော့ဆိုရင် NLD ပါတီတောင်မှဒါရီကောက်ပွဲမဝင်ခဲ့ပါဘူးရီကောက်ပွဲကိုဒါတပိမောက်တယ်စသဖြင့်ပေါ့အတူတူလည်းပဲအဲ့ဒီရီကောက်ပွဲဖြစ်သွားတာပဲကျွန်တော်တို့အနေနဲ့တိုင်းသားနိုင်ငံရေးပါတီဒီလွတ်တော်တဲ့မှာနေရာရလာနိုင်ဖို့အရင်တည်းကကျွန်တော်တို့အစီအလာအများကျွန်တော်တို့နေလာခဲ့တဲ့အချိန်ပဲ ကျွန်တော်တို့အနေနဲ့အာဂျာနီမြေစုတဲ့သဘောနဲ့တော့ဟုတ်ကဲ့ဘဘူးစောကျော်ညို့ခင်ဗျာဟိုပြီးခဲ့တဲ့စက်တင်ဘာ23ရက်နေ့က 7E ကို Alliance ဆွေးနွေးပွဲလုပ်တယ်ဆိုတော့ကျွန်တော်သိရပါတယ်အဲ့တော့အခုဒီစစ်ကော်မရှင်ဘက်ကဒီတိုင်းသားအဖွဲ့အစည်းတွေပေါ်ပို့ပြီးပြင်းပြထန်ထန်ဟိုသဘောထားတွေတွေ့ရတယ်လေဥပမာ KNU ဆိုလို့ရှိရင်ဟိုအကြမ်းဖက်အဖွဲ့အစည်းမတရားအသိမ်းဖြစ်ကျင်ညာတယ် ပြီးတော့ KNU ရောရောနောက်တခြားအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကိုလည်းရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်ပြီးအရေးယူမယ်ဆိုပြီးအမှုဖွင့်တာတွေလုပ်တယ်သဘောထားတွေပိုပြင်းထန်လာတယ်လေအဲ့တော့ဆရာတို့ Seven EU Alliance ကလည်းစစ်ဆန်ညှိနှိုင်းအစဉ်ပြေးရေးအတွက်သွားနေတာလေဒီစစ်တပ်နဲ့အခုလိုမျိုးစစ်တပ်ဘက်ကနေတိုင်းရင်းသားအင်အားစုတွေပေါ်သဘောထားပြင်းထန်လာတဲ့အပေါ်မှာဘယ်လိုသဘောထားပေးခြင်းလဲဗျကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးခင်းချင်းကလည်းတာမန်ချင်နေမဟုတ်ဘူး ပုံမှန်ချီနေမဟုတ်ဘူးလက်နက်ကန်ပြပခတွေကရန်ကုန်ကြီးမားကြီးပြန့်နေတယ်အဲဂျပန်ကလည်းပြုတ်တိုက်မယ်ဘူဘက်ကလည်းပြုတ်တိုက်မယ်စသည်ဖြင့်အဲ့လိုမျိုးဒီလက်နက်ကန်ပြပခတွေဒါရန်ကုန်ပြင်းထန်နေတဲ့အချိန်မှာကတော့ဘူဘက်ကလည်းပဲထုတ်ပြန်ချက်တွေရှိမယ်ဒီပြက်ကလည်းထုတ်ပြန်ချက်တွေရှိမယ်စသည်ဖြင့်အဲအဲ့လိုမျိုးကြီးညာချက်ဒီလားအမျိုးမျိုးကတော့ကျွန်တော်တို့ကြုံတွေ့နေရတာပဲလေပြန်လာဆွဆွဲဝေဖန်မှုလောက်တာတို့ပါတို့ကတော့ အဲကျွန်တော်တို့ 7E ကိုလိုင်းအနေနဲ့ကတော့ဒါလက်ရှိကျွန်တော်တို့နိုင်ငံရဲ့အခက်အခဲအကျတဲ့ကိုကျော်လွှားနိုင်မဲ့ဒါနီလန်းတစ်ခုလို့တော့ကျွန်တော်တို့မမြင်ပါဘူးမကောင်းတဲ့ရလာလို့ပဲကျွန်တော်တို့ကတော့ရှုမြင်တာပေါ့ဗျာအဲကျွန်တော်တို့အနေနဲ့ကတော့ဒီနေ့မဟုတ်ဒီနေ့ကျွန်တော်တို့ကနိုင်ငံရေးစပွဲဝိုင်းမှာမလွဲမသွေပေါ့လေနိုင်ငံရေးပြဿနာကိုနိုင်ငံရေးကျေးဇူးရှင်ကြီးကြီးနဲ့ညာဆောင်ရမယ့်အတူတူပေါ့လေအဲဒီအချိန်မှာကတော့ကျွန်တော်တို့အနေနဲ့ တယောက်နဲ့တယောက်ပူပြီးတော့ရင်ကြားဟသွားစီနိုင်တဲ့ဂျူပန်အထုမှုတွေကတော့ဒါလက်တွေ့အရကတော့ဒီချမ်းကြီးဖြစ်စီတွေကလည်းပဲအခက်ခဲဖြစ်တာတော့ပဲဖတ်တင်တယ်โอเคเสียรู้ว่าတော့တနေ့နေ့တစ်ချိန်မှာစပွဲဝိုင်းမော်ကိုတက်လာမှာဒီအတွက်ဆရာတို့ကြိုးပမ်းအားထုတ်နေတယ်အခုစစ်တပ်ကတော့အခုတွားနေတယ်သူတို့ရဲ့ roadmap ရလာမဲ့ ဟိုဒီဇင်ဘာ28ဆိုရွေးကောက်ပွဲပထမတုံးစတော့မှကြီးညာပြီးစတင်လှုပ်ဆောင်နေပြီခြေလန်းနေလည်းမြင်နေရပြီဆိုတော့ဒီရွေးကောက်ပွဲအပေါ်ရော 7E ကိုအလိုင်းရဲ့သဘောထားဘယ်လိုရှိလဲဗျာဒီရွေးကောက်ပွဲဆိုတာကလည်းပဲဒါကျွန်တော်တို့တိုင်းသားလက်နဲ့ကန်ဖွဲ့စည်းဒီနေကတော့ဦးစားဖို့လေတိတ်ပြီးတော့ယင်းနီလာတယ်လို့တော့မဟုတ်ပါဘူးဆိုလိုချင်တာကျွန်တော်တို့ EU ဒီနေကဒါလွတ်တော်ပြင်ပနိုင်ငံကြီးကိုပန်းလှုပ်ဆောင်တာဖြစ်တဲ့အတွက်ကြောင့်လို့ လွတ်တော်ရွေးနိုင်ငံကြီးဖြစ်တဲ့ယူကပွဲအပေါ်မှာကျွန်တော်တို့အနေနဲ့တင်းတင်းရှိလာတာတော့မဟုတ်ဘူး။နံပါတ်၁တစ်ချက်ကဒီယူကပွဲပေါ်မှာလည်းဒါအမြင်ကအမျိုးမျိုးရှိနေကြတယ်ဗျ။အဲ့လိုအမြင်မျိုးမျိုးရှိနေကြတဲ့အချိန်မှာဥပမာဗျာအယူကပွဲလောက်တာကောင်းတယ်။ယူကပွဲလောက်လိုက်ခြင်းအပြင်လူတူဦးတယောက်ရဲ့ဘူဇာပေါ်လေအုပ်ချုပ်မှုအောက်ကနေဒီမိုကရေစီနည်းရလူများအုပ်ချုပ်တဲ့ဘူဇာပေါ်လေစနစ်ကို ပူကြောင်းနိုင်တယ်ဆိုတော့အကောင်းဘက်ကမြင်တဲ့လူလည်းရှိတယ်။ဟာတချို့ကြတော့လည်းပဲအဲ့လိုမျိုးမဟုတ်ဘူးဗျ။အာယူကပ်ပွဲအဲ့လိုလူလောက်လိုက်ခြင်းအပြင်ကျွန်တော်တို့က2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကိုပြန်ရောက်မယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေရပေါ့လေဒီမိုကရေစီအနှစ်သာရမပြေမဝအဲ့လိုမျိုးစတဲ့ဖြစ်ပေါ့လေအဲ့ဒီဥပဒေအောက်အောက်ကိုပြန်ရောက်သွားမှဆိုးလို့အာမကြိုက်မနေတဲ့လူတွေရှိပါတယ်။သူတို့ရဲ့သဘောထားတွေကတော့ ူဟာနဲ့တူတော့အဘိဓိပဲရှိကြတာကြီးပဲလေအဲဒီလိုမျိုးအခြေအနေတစ်ခုအောက်မှာကျွန်တော်တို့ seven ကြီးကိုလိုင်းအနေနဲ့ဝီကောက်ပွဲကြောင့်နောက်ထပ်ပြိပက္ခတစ်ခုကိုအမဖြစ်ချင်ဘူးအမဖြစ်နိုင်အောင်လည်းပဲဒါကျွန်တော်တို့အနေနဲ့ဟိုအတိတရှိတယ်သူတို့ကချုပ်ပြောလိုက်မယ်ဆိုရင်ဒီလိုမျိုးပုံမှန်အခြေအနေမဟုတ်တဲ့နိုင်ငံကြီးအချင်းချင်းတစ်ခုအောက်မှာကျွန်တော်တို့7 e ကိုလိုင်းအနေနဲ့ကိုနဲ့ joint wing ရှိလာတဲ့ဒီယူကောက်ပွဲအပေါ်မှာအမြင်တွေအမျိုးမျိုးရှိနေတဲ့ခြေယူကောက်ပွဲကြောင့်နောက်ထပ်ဘလူလာအားတဲ့ပြဿနာတွေကဲခဲဒီအဖြစ်ပေါ်လာမှာကိုကျွန်တော်တို့အနေနဲ့စွေးပူပါမှုရှိတယ်ဆိုတာကိုထုတ်ပေါ်လဲပြောခဲ့မှုပါတယ်ဒါပေမဲ့အခုဟိုကျွန်တော်တို့ပြောတဲ့ကြတာ 7E ကို Lions ကယူကောက်ပွဲကိုဂျားနေနေမယ်လို့ပြောတယ်အဲ့ဒါဟုတ်ပါလားဗျအာဒါလည်းမှန်ပါတယ်ခင်ဗျဒါကတော့ပြီးခဲ့တဲ့ဟို ဩဂတ်လကျွန်တော်တို့ဥဆောင်အဖွဲ့အစည်းအဝေးမှာပေါ့ဒါကျွန်တော်တို့ဒီကိစ္စရကိုဆွေးနွေးဖြစ်ခဲ့ပါတယ်ဆွေးနွေးဖြစ်ခဲ့တဲ့အပေါ်မှာ 7E ကိုလိုင်းအနေနဲ့ဒါအစဉ်အလာရကြည့်မယ်ဆိုရင်လည်းပဲဒီယူကောက်ပွဲလုပ်ငန်းဒီမှာဒါထည့်သေးဝင်ဝင်ပါဝင်ပတ်သက်တာတို့ပါတို့ကလည်းတမိုင်းရလည်းမရှိခဲ့ဘူးလက်ရှိအချိန်ရကလည်းပဲအမြင်သဘောထားလေးခုနကလူလူပြင်းပြင်းထန်ထန်လောက်ရင်ကောင်းတယ်မလောက်ရင်ကောင်းတယ်စသည်ဖြင့်အဲ့လိုမျိုး ကျွန်တော်တို့ပြည်သူလူထုတွေကြားထဲမှာပဲဖြစ်ဖြစ်နိုင်ငံရေးအင်အားစုတွေကြားထဲမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးမတူညီတဲ့အမြင်သဘောထားတွေရှိနေတဲ့အခြေအခုအောက်မှာတရားနဲ့တရားစိတ်ဆူစရာတွေလည်းဖြစ်လာနိုင်အောင်ဒါကျွန်တော်တို့ seven e line အနေနဲ့ကတော့အရင်တည်းကကျွန်တော်တို့အစီအလာအများကျွန်တော်တို့နေလာခဲ့တဲ့အချိန်ပဲကျွန်တော်တို့အနေနဲ့အာဂျာနီမြေစုတဲ့သဘောနဲ့တော့ကျွန်တော်တို့ကြားထဲမှာပြီးခဲ့တဲ့ဩဂုတ်လဥဆောင်ဖွဲ့စည်းဝေးမှာတော့အဲ့လို တော့ဆူဆင်းနေခဲ့တာတော့ရှိပါတယ်အဲ့တော့ရွေးကောက်ပွဲကတော့အခုကတော့ဟိုဖြစ်သွားမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ကြားရတယ်လေနော်သူတို့မဖြစ်ဖြစ်အောင်လုပ်မယ့်အနေအထားမျိုးအဲ့တော့ရွေးကောက်ပွဲဖြစ်သွားရင်လွတ်တော်ပေါ်လာမှာပေါ့အစိုးရပုံစံတည်းရလဲပေါ်လာမှာပေါ့ဆိုတော့အဲ့ဒီအခါကြာရင်ဟော7 EU alliance နဲ့ခုနလိုစကားပြောတာရဲ့အဲ့အစိုးရနဲ့ဆက်သွားမှာလားဟိုအဲ့အဲ့ဒီအဲ့ဒီကြာရင်အပြောင်းလဲရှိလာတိုင်းလားအဲ့ဒါလည်းသိလိုပါတယ် ကျွန်တော်တို့စတင်ပြီးတော့ 7E ကိုလိုင်းရင်းကိုစပွက်ကတဲ့ကိုကကျွန်တော်တို့ခုနကပြောတဲ့ဒီ NC ရဲ့အနှစ်သာရသုံးချက်ပေါ့အဲ့ဒီမှာဆိုရင်သက်ဆိုင်သူများအားလုံးပါဝင်တော့နိုင်ငံရေးပြည်စုရှင်နေမှုပြည်မြောက်ရေးဆိုတာအဲ့ဒီချက်လည်းပါပါတယ်သို့တော်ဒီချီနေဒီခင်းချင်းအောက်မှာကတော့သက်ဆိုင်သူတွေအားလုံးပါဝင်ဖို့ဆိုတာကအင်မတန်ခက်ပါတယ်အဲ့ဒါကိုလည်းကျွန်တော်နားလည်ပါတယ်ယူကော့ပွဲ အလွန်ကာလမှာကျွန်တော်တို့အနေနဲ့ဆဲလိုရမယ်ဒါညီချင်းလုပ်ငန်းစီးနေရှိတယ်လို့ဒီကောက်ွယ်မတိုင်ခင်ကာလမှာလည်းကျွန်တော်တို့လုပ်ရမယ်ညီချင်းလုပ်ငန်းစီးတွေကလည်းကျွန်တော်တို့ကြားမှာဒါဆွေးနွေးသာပိတာကိစ္စရတယ်လေရှိတယ်ဆွေးနွေးစေအဖြေရှာနေစေကိစ္စရတယ်လေရှိပါတယ်ဒါခုနကဘယ်သူဘယ်သူအနေနဲ့ပြောမလဲဆိုမလဲတွေ့မလဲဆိုတာကတော့ဒါဖြစ်ပေါ်လာတဲ့နိုင်ငံကြီးအချင်းချင်းနဲ့ ပါဝင်သိပါဝင်ထိုက်တဲ့ခုနက stakeholder တွေနဲ့တော့ဒီ stakeholder နဲ့မဆိုကျွန်တော်တို့ကတော့နိုင်ငံရေးအဖြစ်ရှာနိုင်မှုပို့တယ်ပေါ့လေပြုစုရှင်နေမှုတွေကတော့ရှင်းရှင်းနေပြီးတော့နားလည်ပါဆရာတို့အခုတွားနေတဲ့တွဲဆွန်ဆွနေအဖြေရှာရေးလမ်းကြောင်းပေါ့အဲ့ဒီလမ်းကြောင်းကိုဒီရွေးကောက်ပွဲကပိုကောင်းစေမယ်လို့ဆရာတို့တွက်လာဒါမှမဟုတ်ဆရာတို့တွားတဲ့လမ်းကြောင်းကိုထိခိုက်စေရလို့တွက်လာအဲ့ဒီပုံမှာဆရာတို့ဘယ်လိုသုံးသပ်ချက်ရှိလဲอืม ဒါနှစ်ခုစလုံးလည်းဖြစ်နိုင်ပါတယ်ယူယူသားပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ဒါအကောင်းဆုံးဖြစ်ဖို့တော့မျောလင်းကြတာပေါ့ဗျာအဲသို့တော်လည်းပဲဖြစ်ပေါ်လာနိုင်တဲ့အဆူဆုံးအတွက်ကိုလည်းကျွန်တော်တို့ဒါပြင်ဆင်အောင်ရထားဖို့ကိုလည်းပဲကျွန်တော်တို့စဉ်းစားကြည့်ရှိပါတယ်ဒါကျွန်တော်တို့ဒီဖြတ်တမ်းမှုရပေါ့ဒီဟိုပြီးခဲ့တဲ့ဒါ2010ယူကောက်ပေါ်တယ်ပေါ့အဲ့ဒီချိန်တုန်းကဆိုရင် NLD ပါတီတောင်မှဒါယူကောက်ပေါ်ဝင်ခဲ့ပါဘူး ယူကော့ပွဲကိုဒါတပိမောက်တဲ့စသဖြင့်ပေါ့။ဒါတို့တော့လည်းပဲအဲ့ဒီယူကော့ပွဲဖြစ်သွားတာပဲ။ဒါဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်အဲ့ဒီဂျာပြယူကော့ပွဲမှာ NLD ပြန်ပါဝင်လာနိုင်တယ်။အဲ့ဒီ9နှစ်တာတက်တန်းကာလတခြားမှာဆိုရင်ဒါကြိုက်သည့် PC မကြိုက်သည့် PC ဒါဥပဒေဆိုရလက်ထက်မှာနိုင်ငံရေးတိရှိမှုတွေများကြီးလုပ်ပြီးပြီးတော့ကျွန်တော်တို့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း14ဘွဲ့နဲ့ဒါဘဏ္ဍာမအပြည့်ရစာချုပ်တွေ ချုပ်ရှင်နိုင်ခဲ့တယ်။အတိုင်းတာတစ်ခုကြည့်ရတော့ကျွန်တော်တို့လက်နက်ကန်ပြည်ပခါတွေတော်တော်လေးကိုချင်းမီသွားတယ်။နောက်ထပ်တစ်ခါကျွန်တော်တို့ NC စာချုပ်ကိုလည်းပဲနှစ်ဖက်ညှိနှိုင်းပြီးတော့ဒါရယူနိုင်ခဲ့တယ်။လက်မရည်ထူနိုင်အောင်လည်းဒါကျွန်တော်တို့ဂျူပန်ဆောင်ရွက်နိုင်ခဲ့တယ်။ဒါအဲ့ဒီအခြေခံကောင်းတဲ့သင်ခန်းစာကောင်းနေလေဒါကျွန်တော်တို့ဖြတ်ကျော်လာပြီးတဲ့နောက်မှာခြေနေရတော့ဒီခြေရတော့မှန်ပါတယ် တထတဲ့တော့မကြည့်ပါဘူးသို့တော်လည်းပဲပြီးခဲ့တဲ့ဒီ2010ရေကောက်ပွဲကနေဒိစေဆူရလက်ထက်ကနေဂျူပန်အထုံးမှုကြောင့်အာအောင်မြင်မှုတွေလည်းအများကြီးတက်လာနိုင်ခဲ့တဲ့နည်းတူဒါမှန်ရေကောက်ပွဲပြီးပေါ်နေဖြစ်ပေါ်လာတဲ့ဆူရလို့ပဲပြောမလားအဆူရလို့ပြောလိုက်မှဆိုရင်လည်းလက်ရှိအခြေအနေရကတော့အမြင်ရတော့အမျိုးမျိုးရှိမယ်ဘလို့ပဲဖြစ်ဖြစ်ရင်တော့သမိုင်းသင်္ကန်းစာမှာကျွန်တော်တို့ ကျူပြခဲ့ရတဲ့နဲ့တောင်းတဆယ်ရွေးကောက်ပွဲရလာကနေကျွန်တော်တို့ဆက်လက်ကြိုးပမ်းလှုပ်ဆောင်နိုင်တဲ့အငြိမ်းချမ်းကြီးလုပ်ငန်းစဉ်တွေရှိခဲ့ဘူးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော့ဒီတာပြောမယ်ဆိုရင်ဒါလာမယ့်ရွေးကောက်ပွဲအလုံးငြိမ်းချမ်းကြီးဖြစ်စဉ်တွေလည်းပို့ပြီးတော့အားကောင်းလာမယ်ပို့ပြီးတော့ဟိုကြေပြန်းလာအောင်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်ဖို့ရှိတယ်ဆိုတာကိုတော့ဒါကျွန်တော်တို့ဘက်မှဒါမျှော်လင့်ချက်တော့ရှိတာပေါ့အဲ့တခုသိရင်တာက ်ဆရာတို့ကကြားနေမဲ့ပြောတယ်အဲ့ဆရာတို့ EAO တွေအခုခုနှစ်ဖွဲ့ရှိတယ်ခုနှစ်ဖွဲ့လုံးမှာဟိုတိုင်းရင်းသားပါတီတွေလည်းရွေးကောက်ပွဲဝင်မဲ့ပါတီတွေရှိတယ်လေဆိုတော့သူတို့အပေါ်ကိုဆရာတို့ဘယ်လိုသဘောထားမျိုးပေးကြလဲဒါကတော့ဟိုစာပေါ့လေကျွန်တော်တို့ 7U ကိုလိုင်းနေတယ်ဒါဟိုစာပေါ့လေတဖွဲ့ချင်းစီရဲ့ဒါကိုပိုင်ပြတ်ထန်းခွင်းနဲ့လှုပ်ဆောင်နေရမယ့်လုပ်ငန်းတွေပေါ်မှာလည်းဒါတဖွဲ့ချင်းစီရဲ့နေနေပြည်အနေထားတဖွဲ့ချင်းစီရဲ့ ိုနိုင်ငံကြီးတမိုင်းနောက်ခံစသည်ဖြင့်ပေါ့လေအဲ့ဒီမတူကွဲပြားတဲ့ဒီအခြေခံပေါ်မှာကတော့တပွဲချင်းစီရဲ့ဒူပန်အထုံမှုကိုလည်းဟိုအလေးထားတယ်ဆိုတဲ့နားလည်မှုတွေလည်းရှိပါတယ်ဆိုတော့ကဒီ recall ပွဲတွေ့ဆိုရင်လည်းပဲကျွန်တော်တို့အနေနဲ့တိုင်းသားနိုင်ငံကြီးပါတီဒီလူတော်တဲ့မှာနေရာရလာနိုင်ဖို့စသည်ဖြင့်တော့ဒါကျွန်တော်တို့တပွဲချင်းစီရဲ့ရှိနေတဲ့ပြည်နယ်နေနေချာရှိနေတဲ့ ီတမိုင်းနောက်ခံနေရတော့အာပွဲချင်းစီရဲ့လူလာစွာဆုပ်ပြပိုင်ခွင့်နဲ့သူမိသူဟာတော့ဂျူပန်ဆောင်ရွက်မှုတွေကတော့ရှိနေမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာအဲ့တော့ EO တွေကလွတ်တော်ပြင်ပကနေတွားနေတယ်ပေါ့နော်။တကယ်တမ်းကျတော့တိုင်းပြည်တစ်ခုမှာလွတ်တော်နဲ့အစိုးရနဲ့ဒီလိုမျိုးဟိုတိုင်းပြည်ကိုဥဆောင်ပြီးတွားတာ哦။ဆိုတဲ့အခါကျတော့ EO တွေရဲ့နောက်ဆုံးညီမကျက်ပေါ့ EO တွေရဲ့နောက်ဆုံး သွားမဲ့လမ်းကြောင်းကဘယ်လိုဖြစ်နိုင်မလဲဥပမာဆိုလိုတာကကျွန်တော်2010ရပဲစတွက်ကြပါဆို2010မှာစပြီး NCA နဲ့စတယ် NCA နဲ့စတဲ့ခါမှာဒီပြည်လဲအတွက်ပေါ့နော် NCA လမ်းကြောင်းမှာဟိုသဘောတူညီမှုရဖို့ငြိမ်းချမ်းဖို့အတွက်တဆွေးနွေးကြတယ်ဆိုတော့တစ်ချိန်မှာ SSR DDR ဆိုတဲ့ဒီလက်နက်ဖြုတ်သိမ်းပြီးတော့ခုနလိုဝင်ရမှာပေါ့နော်နိုင်ငံရေးလမ်းကြောင်းတွေဝင်ရမှာဆိုတော့အဲ့လိုအခြေအနေတော့နားလည်ထားတယ်အခုအခုကပြန်ပြီးတာအစသွားမလို့ဖြစ်နေတယ်ဆိုတော့ EAO တွေရဲ့လွှတ်တော်တွေ ဝင်လာမဲ့အစိုးရအဖွဲ့တွေမှာပါလာမဲ့အခြေအနေတရက်ကဘယ်လိုအခြေအနေကြမှာဖြစ်မလို့ကျွန်တော်တို့တွက်လို့ရမလဲအဲ့ဒီပုံမှာဆရာပါပြောပြလို့ရမယ်အခုဆရာတက်ထွေးနိုင်မေးတာကတော့ကျွန်တော်အတွက်လည်းတော်တော်လေးကိုဖြေခဲ့တဲ့မိကွန်းလည်းဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်တို့လေဟိုပြီးခဲ့တဲ့2013 2014 NC ရည်ဆွဲတဲ့အချိန်ပေါ့နှစ်ပြည့်နိုင်တဲ့အစီအဝေးဒီမှာအဥမာအဖြစ်လိုက်စာနီလာကန်တို့ တော့ခီလာညီလာကန်တို့အများကြီးလုတ်ခဲ့တာလည်းရှိတယ် UPWC နဲ့ NCT နဲ့ဒါဒီ NC စာချုပ်ပေါ်ပေါက်လာဖို့အတွက်ဒါနှဖဲညီနိုင်ဆောင်ရွက်မှုတွေလည်းအများကြီးလုတ်ခဲ့တယ်အဲ့ဒီဆွေးနွေးမှုတွေကိုယ့်ရဲ့ EU ထဲမှာဆွေးနွေးတဲ့အချိန်မှတော့လကောင်းပြီးတော့ဒီဘက်က UPWC ပေါ့အစိုးရဘက်ကပုံကူတွေနဲ့ဆွေးနွေးတော့ချိန်တယ်လို့ကောင်းကျွန်တော်တို့ EU ဒီအနေနဲ့ ဒီလွတ်တော်တဲမှာပါလာဖို့ဆိုတာကျွန်တော်မကြမ်းမိတယ်တော့ပဲဗျာကျွန်တော်ဘက်ကဟိုစာပေါ့လေဟိုအနေစေကြောင့်လည်းဖြစ်ချင်းလည်းဖြစ်မှာပေါ့ဗျာကျွန်တော်ကြုံတွေ့ရတဲ့လောက်ကျွန်တော်ပြောပြတာပါဟိုဆိုတော့ကကျွန်တော်တို့အနေနဲ့ကျွန်တော်နားလည်ရတဲ့လောက်ဆိုလို့ရှိရင်အဲ့ဒီအခြေဆွေးနွေးမှုကတည်းကကျွန်တော်တို့ပန်းတိုင်ကကျွန်တော်တို့နိုင်ငံကို CBC တနဲ့ကင်းဝေးပြီးတော့ဒီတော်စုတစ်ခုလောက်ရဲ့ညီချမ်းကြီးကိုအာမခံချက်ပေးနိုင်မယ် ီမိုကရေစီနဲ့ဖယ်ရစနစ်ကိုချီကန်တော့ပြည်တော်စုလို့ပဲခေါ်ခေါ်ဖယ်ရဒီမိုကရေစီပြည်တော်စုလို့ပဲခေါ်ခေါ်ပြည်သူလူထုတွေအတွက်သူတို့ရဲ့ဒီမိုကရေစီခွင့်ရေးလည်းအပြည့်အဝခံစားနိုင်မှုရှိရမယ်ဒီဘက်ကကျွန်တော်တို့တိုင်းသားလူမျိုး135မျိုးပဲပြောလိုက်ပါတော့ဗျာထားလိုက်ပါတော့တိုင်းသားလူမျိုးတွေအားလုံးအတွက်ရတင်ရထိုက်တဲ့ဒီမိုကရေစီရေးမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြတ်ထန်ခွင့်ခွင့်ရေးတွေအမှတ်ကန်ချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီဒီတော့စုတည်ဆောက်ဖို့ကအာကျွန်တော်တို့ဒီဇိုင်းမမဒါဂျူပန်လှုပ်ဆောင်လာကြတယ်လို့ကျွန်တော်အနေနဲ့တော့အဲ့လိုနားလည်ပါတယ်ဟိုလူတော်တဲမှာဝင်ပြီးတော့ပါမာတို့ပါတို့ကတော့ပြောတန်ဆိုတန်ကျွန်တော်တကယ်မကြားမိပါဘူးဟုတ်ပြီအဲ့တော့အခုစစ်ကော်မရှင်လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အခုဆရာဆွေးနွေးကြတာတွေအပြင်ပေါ့နော်7 EO အလိုင်းရဲ့သဘောထားတည်င်းစကားအားလုံးအတွက်ပါများပြောခြင်းလဲဗျ ဒီရွေးကောက်ပွဲကိစ္စရပ်ကိုကျွန်တော်တို့ကြည်ကြည်တန်တန်ပြောလာတဲ့အချိန်မတန်ခင်တည်းအပေါ့လေဒါရွေးကောက်ပွဲပေါ်မှာကျွန်တော်တို့7 E ကိုလိုင်းနေနဲ့ဒါကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့အာဒီကိုလည်းကျွန်တော်တို့ပြောခဲ့ပူပါတယ်အထူးသဖြင့်ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဒီ Masla Peace Talk မှာတော့လကောင်းအာပြီးခဲ့တဲ့ဒုတိယအကြိမ် Peace Forum မှာတော့လကောင်းကျွန်တော်တို့အဲ့ဒီမှာ ီငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ဒီနေပြည်တတိယအမြင်သဘောထားတင်ပြတဲ့အခါမှာကျွန်တော်တို့ EU ကလည်းတင်ပြတာရှိပါတယ်။ဒီယူကော့ပွဲနဲ့ပတ်သက်ပြီးတော့ယူကော့ပွဲမလုပ်ခင်မှာနိုင်ငံရေးသဘောတူညီချက်တွေကြိုတင်ရယူခြင်းအပြင်လို့လို့ရှိရင်ပို့ပြီးတော့အတိတ်ပဲရှိမြင်လို့ကျွန်တော်တို့အချံပြုခဲ့တာတွေလည်းရှိပါတယ်။အနောက်တစ်ခါကျွန်တော်တို့ပြီးခဲ့တဲ့ 7EU line ရဲ့ဥဆောင်ဖွဲ့စည်းဝေးပေါ့။အဲ့ဒီမှာဒါကျွန်တော်တို့အနေနဲ့ ညချိန်လုပ်ငန်းစဉ်9ရက်ဆိုတာချမှတ်ခဲ့တာရှိတယ်။အဲဒီညချိန်လုပ်ငန်းစဉ်9ရက်ဆိုရင်လည်းပဲရွေးကောက်ပွဲပါပါတယ်။အဓိကတော့ခုနကကျွန်တော်တို့ပြောသလိုမျိုးပါပဲ။ဒီရွေးကောက်ပွဲကြောင့်နောက်ထပ်ပြဿနာတွေထပ်မဖြစ်အောင်ဒီရွေးကောက်ပွဲကြောင့်ကျွန်တော်တို့ပြည်သူလူထုတွေကြားစိတ်ဝင်ပွဲမှုတွေထိခိုက်နေမှုတွေမဖြစ်အောင်ဒီလိုမျိုးလုံရင်ကောင်းမယ်ဆိုပြီးတော့ကျွန်တော်တို့အစုပြုခဲ့တာတွေလည်းရှိပါတယ်။နံပါတ်1ဘာမှချွင်ချက်မထားဘဲနဲ့ ဒါသက်ဆိုင်မှုအလောအနေပြီးတော့ပြည့်ရမယ်ပြည့်ရကြီးညာမယ်အနောက်တစ်ချက်ကတော့ကျွန်တော်တို့သက်ဆိုင်မှုတွေအလုံးအနေနဲ့နိုင်ငံကြီးစကားပြောကြမယ်ဆိုတာကိုပြောပါမယ်ဆိုတာကိုဂတိကိုညပြုကြမယ်နံပါတ်၃ကတော့ Federal Democracy အတွင်ကူးပြောင်းရေးအစိုးရတခုဖွဲ့မယ်အပြီးလို့ရှိရင်နံပါတ်၄ကဟိုဖွဲ့စည်းပုံခြေကောင်းမှုတွေရေးဆွဲမယ်အနံပါတ်၅နောက်ဆုံးကတော့ဒီကောက်ပွဲလုပ်မယ်စသည်ဖြင့်ပေါ့လေဒါကကျွန်တော်တို့စုပြုခဲ့တာကိုပြောတာပါ ဆိုတော့ကပြန်ပြီးတော့ချုပ်ပြောလိုက်မယ်ဆိုလို့ရှိရင်တော့ legend of 7e ကိုလမ်းအနေနဲ့ဒီရီကောက်ခွဲအပေါ်မှာလဲကျန်ပြီးဉာဏ်ရှိနေမှုတွေရှိပြီလို့ကျွန်တော်တို့ကြားထဲမှာစဉ်းစားမှုတွေမြောက်ဝင်တာရှိတယ်လို့ကျွန်တော်တို့လက်လမ်းမြင်တော့ပေါ့ peace ဘုရားမှာတော့လကောင် peace ထောက်မှာတော့လကောင်ကျွန်တော်တို့ဒီပေတီးပြအမည်သဘောထားတွေလူလူလလတင်ပြခွင့်ရတဲ့အချိန်မှာအဲ့ဒါတွေကိုလည်းဒါစုပြုခဲ့တာတို့ပါလို့ရှိခဲ့ဘူးပါ ဟုတ်ကဲ့ဗိုလ်မှူးဆွမ်းကြောင်ကျေးဇူးများကြီးတင်ပါတယ်ဗျာအခုလိုဖြေကြားပေးတဲ့အတွက်ဟုတ်ကဲ့ပါဟုတ်ကဲ့